်မင်္ဂလာပါရှင်ကျွန်မကတော့ချွချွဆမ်းမ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်းဝက်လက်မြုံနယ်ထဲမှာရှိတဲ့သစ်စိတ်ကျေးရွာကိုဧပြီလ16ရက်နေ့လယ်ပိုင်းကစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ဒေသခံတွေကပြောပါရယ် ကျေးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စစ်တပ်ကကျေးရွာတွေကစေပီကန်နာကိုအကြောင်းမဲ့ပုံကျဲတက်ခိုက်သွားတာဖြစ်ပြီးကလင်းငယ်တဦးအပါဝင်၄ဦးသေဆုံးသွားပြီးဒဏ်ရာရတဲ့သူ၆ဦးထဲကတဦးကတော့စိုးရိမ်ရတယ်လို့ဒေသခံရွာသားတယောက်ကပြောပါတယ်။ဒါပြင်နေအိမ်နှလုံးလဲပျက်စီးသွားပြီးကြဲချခဲ့တဲ့ဘုံဒီကပေါင်900ဘုံဒီတစ်လုံးထဲဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကမြေပြင်အင်အားနေပါလာတာကြောင့်စစ်ကြောင်းထိုးနေမြေရှင်းလင်းတာတွေမလုပ်တော့ဘဲတပ်ထိုင်စခန်းတွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးခက်စစ်အနေထားနဲ့ပစ်ခတ်သလိုလေကြောင်းကနေလည်းလေယာဉ်အပါဝင်ဒရုန်းနဲ့စက်တက်လေထီတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့စကန်တန်းထက်ကတော်လိုင်းအင်အားစုတွေကပြောပါတယ်။ ပြခရဧပလာနေရနေကစပြီးဧပလာ20နေရနေအထိအပြစ်ခတ်ရက်စဲထားမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပေမဲ့မြေပြင်မှာတော့တပ်ပွဲတွေရတနာမရှိပဲလေကြောင်းတက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေတာလည်းဖြစ်ပါရဲ့ရှင်။ပဲခူးတိုင်းအုတ်တွေမြို့နယ်မှာငလင်ကြောင်းအိမ်ပြိုခဲ့ပေမဲ့အသက်ဘေးကလွတ်မြောက်ခဲ့တဲ့လေမယားဟာစစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်ဧပလာ15ရက်ကသေဆုံးခဲ့ရပါတယ်။ တောင်နှမ်းရွာသားကိုမျိုးကိုဟာငလင်ကြောက်ပြိုကျပျက်စီးနေတဲ့အိမ်ကိုပြင်ဆင်ဖို့အစီအစဉ်နေဆဲမှာပဲစစ်ကောက်စီပြစ်ခတ်တဲ့လက်နက်ကြီးကြောင့်လင်မယားနှစ်ယောက်စလုံးအသေဆုံးပြီးကလေးနှစ်ယောက်ကတော့အပြင်းထန်ဒဏ်ရာရသွားတာပါကိုမျိုးကိုတို့အိမ်အပါဝင်အိမ်တချို့ဟာငလင်တန်ကြောက်ပြိုကျပျက်စီးခဲ့ရပြီး NUG ကပြစ်ခတ်တဲ့ရက်ပိုင်းကပဲငွေကြေးထောက်ပံ့ကူညီထားခဲ့တာပါ ဧပြီလ15ရက်မိုးလယ်တနိုင်လောက်ကစပြီးစစ်ကောင်စီတပ်ဟာအောက်တွေမြို့နယ်တောင်နှမ်းရွာတဝိုက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မိုးလွဲ2နိုင်ခွဲလောက်မှာစစ်တပ်ရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲလို့အသက်36နှစ်အရွယ်ကိုမျိုးကိုနဲ့28နှစ်အရွယ်သူစနီမခင်မြတ်သူတို့နေရာမှာတင်သေဆုံးခဲ့ရပြီးအသက်6နှစ်အရွယ်သားမောင်လင်းရောင်အသက်2နှစ်အရွယ်သမီးနန္ဒာရောင်တို့ကတော့ဒဏ်ရာပြည့်ပြည့်ထထန်ရသွားတာဖြစ်ပါရဲ့ရှင်။ စစ်ရေးနိုင်ငံရေးအကြက်တဲတွေကိုပြန်သုံးသပ်မဲ့ NCA လက်မှတ်ရထိုးထားတဲ့တိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဥဆောင်အဖွဲ့အစည်းအဝေးကိုဒီလတတိယပတ်ထဲမှာကျင်းပဖို့ရှိပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။တနင်္ဂနွေပြုခဲ့တဲ့ခက်မှုရစေးသဘောတူစာချုပ် NCA မှာလက်မှတ်ရထိုးထားတဲ့တိုင်းသားတော်လှန်ရေးအဖွဲ့ခုနှစ်ဖွင့်နဲ့စုဖွဲ့ထားတဲ့တော်လှန်ရေးအဖွဲ့တွေရဲ့ဥဆောင်အဖွဲ့အစည်းအဝေးကိုဒီလတတိယပတ်ထဲမှာကျင်းပဖို့ရှိတယ်လို့အဲ့ဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ တိုင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ညီလာခံမကျင်းပနိုင်သေးခင်မှာအခုကျင်းပမဲ့ဥဆောင်အဖွဲ့အစည်းအဝေးဟာဒုတိယမြောက်အမြင့်ဆုံးအစည်းအဝေးဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာတော်လှန်ရေးခေါင်းဆောင်ပိုင်းတွေတက်ရောက်မှာဖြစ်တဲ့အပြင်လက်ရှိမြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့စီးရေးနိုင်ငံရေးအကြက်အသေးတွေကိုတုံးသက်ဆွေးနွေးကြမှာဖြစ်တယ်လို့ဆိုပါတယ်။စီးရေးဘောင်ကအရန်ကိုကြီးမားကျယ်ပြန့်နေတယ်။အဲနိုင်ငံရေးဘောင်ကကြီးမြောင်းနေတယ်။အဒီကလာတကူအောင်မှာတော့ကျွန်တော်တို့ 7E ကို line အနေနဲ့ကတော့ဒီ ိုးစားပေါ့လေအခက်အခဲမျိုးမျိုးကြားကနေကျွန်တော်တို့ကတပတ်တစ်ချိန်ပေါ့အတွင်းမူအဖွဲ့အစီဝေးဆိုတာတော့ပုံမှန်လုပ်ဖြစ်ပါတယ်အဲ့ဒါပါပဲဒီစားဖို့အင်အားစုတွေနဲ့ကျွန်တော်တို့ကတော့တကယ်ပြတ်မလုံနိုင်ဘူးလာမယ့်ဒီလက်ကောင်ခံနေကြရင်လည်းပဲ 7E ကိုလိုင်းရဲ့ဟိုးစားပေါ့ဒီဥဆောင်အဖွဲ့အစီဝေးရလဲဒါတော့ပါအစုလက်တစ်ချိန်အဲ့ ဆုံးဖြတ်ချက်ရကတော့ကျွန်တော်တို့လုပ်ဖို့စီစဉ်ရှိတယ်လက်ရှိ people နေတဲ့နိုင်ငံကြီးအခြေအနေကိုကျွန်တော်တို့ပြန်လဲတုံ့တက်ပြီးတော့အနာဂတ်မှာကျွန်တော်တို့ဘာတွေလှုပ်ဆောင်နိုင်မလဲခုမှရှိတဲ့အခက်အခဲအကြတဲ့မျိုးမျိုးကြားကနေပြီးတော့ကျွန်တော်တို့လုံနိုင်တဲ့အာလှုပ်တင်တဲ့ရှင်းလုပ်ငန်းစဉ်တွေကိုတော့အဲ့လိုမျိုးဆွေးနွေးအဆုံးကတော့ရှိပါတယ်။စစ်တပ်ကနိုင်ငံတော်အနာဂုတ်တင်းယူပြီးတဲ့အချိန်ကလေးကစပြီးတနင်္ဂနွေနေ့ပြစ်ခတ်တဲ့ခံမှုရစေးသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ခေါင်းဆောင်ပိုင်းတွေအားလုံးပါဝင်တဲ့အစည်းအဝေးကိုကျင်းပနိုင်ခြင်းမရှိတော့တယ်လို့အနာသိစစ်ကောင်စီဘက်ကလည်းအဲ့ဒီအဖွဲ့တွေကိုတဖွဲ့ချင်းတိတက်စီဖိတ်ကြားပြီးဆွေးနွေးမှုတွေကိုဆက်လက်လုပ်ဆောင်နေတာပါလက်ရှိမှာတော့အပြစ်ရထားတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကနေကရင်မျိုးသားစီယွန် KMU မနက်ငယ်လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF အဖွဲ့တွေကနှုတ်ထွက်ထားပြီးကျန်တဲ့တိုင်းသားတော်လှန်ရေးအဖွဲ့ခုနှစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ ဥဆောင်ခွဲအစည်းအဝေးကိုဒီလာထဲမှာကျင်းပမှာဖြစ်ပါတယ်ဒီဆမ်မစ်မရှိခင်ကာလတကူအောက်မှာကတော့ဒေါ်လာတစ်ချိန်ကျင်းပတဲ့ဥဆောင်ဖွဲ့အစည်းအဝေးကကျွန်တော်တို့ second e ကိုလိုင်းရဲ့အမြင့်ဆုံးလို့တော့ပြောနိုင်ပါတယ်ခင်ဗျစူဖွဲ့မှုကတော့ကျွန်တော်တို့တဖွဲ့ကို၂ယောက်ပြီးတော့အဲ့ဒီ၂ယောက်ကလည်းပဲတဖွဲ့ချင်းစီမှာရှိတဲ့ထိပ်တီးကောင်းဆောင်တွေနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ဥဆောင်ဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျအနာဒင်းစကောစီဟာ NC လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ရခိုင်ပြည်လူမျိုးရေးပါတီ ARP ၊ကရင်မျိုးသားအစည်းအရုံး၊ကရင်မျိုးသားတမတော် KMM ခရင် LPC ဒီမိုကရေစီကြိုးပြကရင်တမတော် DKBA ပို့မျိုးသားလူမျိုးရေးဖွဲ့ချုပ် PNLO ၊မွန်ပြည်သက်ပါတီနဲ့လောက်ဒီမိုကရက်တစ်အစည်းအရုံး ADU ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ ICSS အဖွဲ့တွေကိုတည်တံ့စီခေါ်ယူတွဲဆုံပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကိုဆက်လက်ဆွေးနွေးနေတာပါကျွန်တော်အောင်သူပါခင်ဗျာ ယူကရိန်းဒရုန်းအစီးရတရာကျော်ကိုဖြိုခွင်းခဲ့ကြောင်းရုရှားကအင်ကာနစ်မှပြောကြားခဲ့ပြီးတနည်းထဲမှာပဲယူကရိန်းကလည်းရုရှားစွန့်အင်စက်ရုံအများပြားကိုတိုက်ခိုက်ခဲ့ကြောင်းပြောဆိုပါတယ်။ရုရှားနိုင်ငံကာ့စ်ဒေသမှာတနင်္လာနေ့ညမှအင်ကာနစ်မနက်အစောပိုင်းကြားမှာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကဒရုန်းအစီးတရာကျော်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကနေ့စဉ်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။ ကောက်စ်ဒေသမှာယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့်လူတအုပ်သေဆုံးပြီး၉ဦးတရာရရှိကာအဆောက်အအုံများပြားလဲပျက်စီးခဲ့ကြောင်းဒေသဆိုင်ရာတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာစစ်မဏများစွာမှဆက်လက်ချစ်တက်လာခဲ့ပြီးယူကရိန်းတန်ချက်ကာရင်တွေမောင်းသူမဲ့အမြောက်တပ်တွေနဲ့တခြားပြစ်မှတ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်းဝန်ကြီးဌာနကပြောပါတယ်။ယူကရိန်းတပ်ဖွဲ့ဟာရုရှားနိုင်ငံဘရိုင်ယန်စ် Kaxnet ချားဒေတာတွေရှိ အခြေခံအဆောက်အုံနဲ့စွမ်းအင်ဆိုင်ရာအဆောက်အုံတွေကိုတတ်ခတ်မှုအများပြပြုလုပ်ခဲ့ပြီးဒေတာကန်တွေလျှက်စစ်တပ်အားနဲ့ဓာတ်ငွေအထောက်ပံ့တွေပြတ်တောက်သွားခဲ့တယ်လို့လည်းဆိုပါတယ်။တစ်ချိန်တည်းမှာပဲယူကရိန်းစစ်တပ်ရဲ့စစ်ဦးစီးချုပ်ကလည်းအင်ကာနက်မိုးလယ်ပိုင်းအထိရှေ့တန်းတလျှောက်တိုက်ပွဲတွေဒါဇင်နဲ့ချီပြီးဖြစ်ပွားခဲ့ပြီးရုရှားရဲ့ရှစ်တိုချီတက်လာမှုကို တားဆီးဖို့ယူကရိန်းတပ်ဖွဲ့တွေကအစွမ်းကုန်စူးစမ်းလှုပ်ဆောင်နေတယ်လို့ပြောပါရရှင်။ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆန်းပါရှင်